ွားမောင်နှမညားတယ်။မောင်နှမကိုယ်မှာဒုတိယအကြီးဆုံးငငယ်လေးတာဆရာဝန်ရမ်းထိချင်တယ်။ချင်းချင်တော့မိဘတွေကလည်းကြောင်းဝထားပေးနေတယ်။ဒါမဲ့ကြိုးစားရင်းနဲ့ကွာဖြစ်တယ်ဆိုတော့တူရင်းလို့ရှင်ပြောဆယ်တန်းကိုနှစ်နှစ်ကြာတတရားမြောက်မှာဒီမှာညချောင်းကနေအောင်နော်ဆယ်တန်းကုံထူးတုံးနှစ်အောင်အောင်တဲ့အခါကျတော့စီးတက်ကလို့လည်းဝင်ခွင့်ရတယ်ဒါပေမဲ့ចောင်းထားပြီးမဲ့မရှိဘူးပဲဆရာဝန်ပြုဖို့ပထမနှစ်မှာဟိုကုံစိမ်းရောက်နေဒုတိယနှစ်ကျတော့မြေပဲကိုနှမ်းမြင်ရ တတိယနှစ်ကျတော့သမဝိုင်မှာစီကန်းမှာစည်ရီးမှာညပိုင်းစည်ရီးမှာလုပ်ပြီးတော့ကျောင်းတက်တယ်။နောက်ဆုံးနှစ်မှာအထူးကုဆရာဝန်ကြီးဦးတင်ဦးကနေပြီးတော့အမအောင်ကျောင်းထားပြီးလို့ဆရာဝန်ဖြစ်တယ်။အဲ့ဒီတော့ကျောင်းအမကဘဝနာတယ်။ဆရာမကြီးကငါလိုမဖြစ်စေရဘူးဆိုပြီးတော့ကို့မှာရှိတဲ့ခြံဒီတိုက်တဲ့ကားတွေရောင်းပြီးတော့စေရနာညကျောင်း6ဟက်ပွင့်ခဲ့။စေရနာညကျောင်းကနေပြီးတော့စတင်ပေးလိုက်တာခလေးပေါင်း165ယောက်အောင်လေကွယ်။အောင်တဲ့7နှစ်ကြာရင်9နှစ်ကြာရင်အောင် အောင်မိပေမဲ့ခုနလူပေါ်ရခိုင်ပြည်မှာကွယ်မိဘတွေကနွမ်းပါတယ်သားသမီးတွေကိုကြောင်းထားဖို့အခက်အခဲရှိတယ်အဲ့တော့ဆရာမကြီးကငါလူမဖြစ်ရဘူးငါဟာချွတ်ချွတ်တက်တက်နေရလို့ခလေးဟိုစာဝမစူးစားခဲ့နိုင်အဲ့တော့အခုဒီကြောင်းတက်မဲ့ကလေးတွေငါတက်နိုင်ကြလို့ကိုကြီးမဲဆိုတော့ဆရာမကြီးကဆုံးဖြတ်လိုက်တာ 2019ကနေစပြီးတော့သုံးမြက်လိုက်တော့လူတွေကွာဆီယမ်မန်ကြီးဒီလိုလောက်တာပြီးတော့လေးစားတော့ဆီယမ်မန်ကြီးကိုပတ်စံနေလာတွေ့တယ်ဒီကလေးတွေကိုကြောင်းထားမယ်ဆိုလို့သိန်းတစ်ထောင်လို့သိန်း800လို့ပြုတယ်ဆီယမ်မန်ကြီးကလုံးဝလက်မခံဘူးလက်မခံဘူးနင်တို့တကယ်ကိုကြီးမသေးကြရင်စီးကြောင်းတက်တဲ့ကလေးဆိုရင်တယောက်ကိုတသိန်းဆီယမ်ဝင်ဖြစ်တဲ့အထိထောက်ပံ့အဲ့လိုမျိုးနဲ့လုံးလိုက်တော့အားလုံးကလည်းပုံစံဖြစ်တော့အခုဆိုဆီယမ်မန်ကြီးမှာကလေးပေါင်း80နဲ့6ယောက်ရှိတယ် အဲ့ဒီဥစ္စာဆေးတက်ကသူတက်တာ63ယောက်ဘီရီက9ယောက်နော် နောက်တစ်ခါကျသွားဆရာဝန်က4ယောက်အင်ဂျင်နီယာ1ယောက်နောက်ဥပဒေရ1ယောက်နောက်တစ်ခါဒူနာပြူတက်ကသူက2ယောက်အားနဲ့သားသမီး86ယောက်ရှိပါတယ်နောက်9နှစ်နေမကြင်ခင်ဆရာဝန်63ယောက်63ယောက်အမေဖြစ်မှာအမျိုးကြီးပါဒါပေမဲ့ကျမဒီကလေး86ယောက်ရှိရှင် ဘာကြီးอ่ะဘဝင်နေနေပြောရင်ဟိုဆရာဝန်ဖြစ်ကြတဲ့ရကွာဆရာဝန်မရှိတဲ့နေရာဆရာဝန်ရှားတဲ့နေရာဘယ်သူမှမသွားခြင်းတဲ့နေရာကြီးဆရာမကြီးကလျှောက်သွားတယ်နေပြည်တော်မှာဆိုရင်2000အနေ2013ခုထိဆရာမကြီးနေခဲ့တယ်အဲ့ဒီကပြီးတော့ရခိုင်ပြည်ရဲ့ဟိုစပဏိပခတ်အရေးကြီးအောင်2013ကနေ2023ထိအဲ့ဒီမှာသွားလုပ်တယ်နောက်အဲ့ဒီမှာလုပ်တဲ့အခါ MRCS မှာ volunteer လုပ်တယ်လုပ်ရင်းနဲ့ပရဟိတတွေလုပ်လုပ်တော့ဆရာမကြီးရောက်တဲ့အချိန်မှာတည့်တဲ့အတိုင်းစစ်ဘေးနဲ့ နော်စစ်သေးချောင်းနေနဲ့ဘုံကြီးကျောင်းနေမှာတဲနေရအများကြီးလေအဲ့ဒါတွေလည်းဆရာမကြီးကလိုက်လုပ်တယ်။ရောက်တဲ့နေရာတိုင်းမှာပရာဟိတလုပ်တယ်။သမီးတို့မှာကြာမောခမောခတော့ကလည်းအဲ့ဒီလိုပဲလုပ်တာပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ idea အဲ့လိုပဲပရာဟိုဖြစ်လာပြီဆိုရင်မနေတတ်ဘူးပေါ့နော်။အခုလည်းအမှန်တိုင်းဆိုရင်ကွာကိုယ်အသက်ရနေကွာအေးစေးနေရမယ်။ဒါပေမဲ့ဒီလိုဒီအာငလျင်လှုပ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်လူတွေဒုက္ခရောက်နေတယ်ဆိုသိတဲ့အခါကျတော့ ကိုကနေပြီးတော့အဲ့ဒီနေရာတွေကိုသွားတယ်ကွာနော်ဥစ္စာဥမာဆိုလို့ရှိရင်ကျမတို့ကိုဗာလဲ site site သိပ်ပန်ဆိုရင် site သိပ်ပန်ကြောက်ဥမာပေါ့နော် site သိပ်ပန်မှာပြူသွားတယ်ကြံခဲ့တယ်လို့ဒုက္ခရောက်တယ်ဆိုရင်ကိုကအဲ့ဒီနေရာတွေသွားတယ်သွားပြီးရင်ဘာကူညီလို့လဲလို့လဲဆိုရင်အဲ့လိုမျိုးချိတ်ဆက်တာပေါ့ကိုကပတ်စံအဲ့လောက်မချမ်းသာတော့သူများတွေပတ်စံနေလှူနေတာတွေ့ရအဲ့လိုကိုမလှူနိုင်ဘူးကိုယ့်ရဲ့ပညာနဲ့ ဘယ်နားမှာကျမ်းမကြီးလို့လဲဘယ်နားမှာဘာလို့အဲ့လိုချိတ်ဆက်ချိတ်ဆက်ချိတ်ဆက်ပြီးတော့ဆရာမကြီးကကူးမိနေတာအဲ့နေအခုလေအလူတော်ကြီးဒါဖုံဖုံတို့လာတော့ဆရာတော်တို့နဲ့ကမောင်နှမလို့ဖြစ်တာအဲ့မှာ Facebook မှာတွေးလိုက်တာဆရာတော်တို့လာလှူမယ်ဒီမှာလာလှူမယ်ဆိုအဲ့တဲ့တင်းကြတာနဲ့အမဖုံဖုံစီဖုံးဆက်တာဖုံဖုံရဲ့ပြင်နိုင်ရင်ဒီမှာပေါ့နော်ဒုက္ခရောက်တဲ့နေရာလေးတွေလည်းရှိတယ်တပည့်တော်ရှာထားပါမယ်အဲ့ဒါလေးတွေလည်းဆရာမဆရာမအခုလက်ရှိလုပ်တဲ့ပရိုက်တာပြောပြလားသာသမီဘယ်နှယောက်ရှိရောလို့ အပြိုကြီးအပြိုကြီးဒါမဲ့သူသာသမီဆရာဝန်လောင်းသာသမီရေမွေးထုတ်တာအခမဲ့စာတင်ပေးရအခမဲ့စိတ်မနေရတဲ့ကောင်မကွေမှာဒုတိယအကြီးဆုံးငငယ်လေးတာဆရာဝန်ရမ်းဖြစ်ချင်တယ်ချင်ချင်တော့မိဘတွေကလည်းကြောင်းမထားပြီးနိုင်ဒါမဲ့ကြိုးစားရင်းနဲ့ကွာဖြစ်တယ်ဆိုတော့တူရင်းလို့ရှင်ပြောဆယ်တန်းကိုနှစ်နှစ်ကြာနှစ်နှစ်ကြာပြီးတော့တတရားမြောက်မှာကျမကညာချောင်းကနေအောင်နော်ဆယ်တန်းကုံထူးသုံးနှစ်အောင် အောင်တဲ့အခါကျတော့ဆေးတက်ကလေးလည်းဝင်ခွင့်ရတယ်ဒါပေမဲ့ចောင်းထားပြီးမဲ့လူမရှိဘူးပဲမရှိတဲ့အခါကျတော့အမေဘေးကတော့ခွင့်ပြုတယ်အဲ့တော့အလှရှင်လည်းမရှိအဲ့နဲ့အဲ့ဒီအတွက်ကြောင့်ဆရာဝန်ဖြစ်ဖို့ပထမနှစ်မှာဟိုကုံစိန်ရောင်းတယ်ဒုတိယနှစ်ကျတော့မြေဘဲကိုနှမ်းမြင့်ရောင်းတယ်တတိယနှစ်ကျတော့သမဝိုင်မှာဆေးကန်းမှာဆေးရီးမှာညပိုင်းဆေးရီးမှာလုပ်ပြီးတော့ចောင်းတက်တယ်နောက်ဆုံးနှစ်မှာအထူးကုဆရာဝန်ကြီးဥတင်ဦးကနေပြီးတော့အမအောင်ចောင်းထားပြီးလို့ဆရာဝန်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အမကဘဝနာတယ် နားတဲ့အခါကျတော့ရခိုင်ပြည်ရောက်သွားတဲ့အခါစိတ်ရင်းနှစ်နှစ်ကြာတဲ့ကလေးတွေအများကြီးလေအဲ့ဒီအတွက်ကြောင့်ဆရာမကြီးကငါလိုမဖြစ်စေရဘူးဆိုပြီးတော့ကို့မှာရှိတဲ့ခြံဒီတိုက်တွေကားတွေညောင်းပြီးတော့စေရနာညာချောင်း6နှစ်ဖွင့်ခဲ့ဖိတော့အဲ့ဒီအဲ့အဲ့ဒီအဲ့ဒီစေရနာညာချောင်းကနေပြီးတော့စတင်ပေးလိုက်တာကလေးပေါင်း165ရောက်အောင်နေကွယ်အောင်နေ7နှစ်ကြာတယ်9နှစ်ကြာတယ်အောင်အောင်မိပေမဲ့ခုနလိုပေါ်ရခိုင်ပြည်မှာကွယ်မိဘတွေကနွမ်းပါတယ်သားသမီးတွေကိုကြောင်းထားဖို့အခက်အခဲရှိတယ် အဲ့တော့ဆရာမကြီးကငါလို့မဖြစ်ရဘူးငါဟာချို့ချို့တက်တဲ့နေရလို့ကလေးဟိုစာဝမကြိုးစားခဲ့နိုင်ဘူးအဲ့တော့အခုဒီကြောင်းတက်မဲ့ကလေးတွေငါတက်နိုင်သလောက်ဂူညီမဲဆိုတော့ဆရာမကြီးကဆုံးဖြတ်လိုက်တာ2019ကနေစပြီးတော့ဆုံးဖြတ်လိုက်တော့လူတွေကွာဆရာမကြီးဒီလိုလှုပ်တာပြီးတော့လေးစားတော့ဆရာမကြီးကပတ်စံလေးလာတူတယ်ဒီကလေးတွေကိုကြောင်းထားမယ်ဆိုလို့3000တောင်လို့3800တောင်ပြုတ်တယ်ဆရာမကြီးကလုံးဝလက်မခံဘူးလက်မခံဘူးနင်တို့တကယ်ကူညီမှသေးကြရင် စီးကြောင်းတက်တဲ့ကလေးဆိုရင်တယောက်ကိုတသိန်းဆရာဝန်ဖြစ်တဲ့အထိထောက်ပံ့အဲ့လိုမျိုးနဲ့လုံးလိုက်တော့အားလုံးကလည်းဟိုဥစားဖြစ်တော့အခုဆိုဆရာမကြီးမှာကလေးပေါင်း80နဲ့6ယောက်ရှိတယ်။အဲ့ဥစားစေးတက်ကသူတက်တာ63ယောက်နော်။ပြီးကြီးတွေက9ယောက်နော်နောက်တစ်ခါကျသွားဆရာဝန်က၄ယောက်အင်ဂျင်နီယာ၁ယောက်နောက်ဥပဒေရ၁ယောက်နောက်တစ်ခါသူနာပြုတက်ကသူက၂ယောက်အားနဲ့သားသမီး86ယောက်ရှိပါတယ် နောက်9နှစ်နေမကြခင်ဆရာဝန်65 63ရောက်နော်အပြူကြီးပါဒါပေမဲ့ကျမဒီကလေး86ရောက်ရှိရှင်ဆရာမကြီးရဲ့မာကြီးလေးတွေပေါ့နော်သူဆိုရင်ဆရာဝန်တော့60နဲ့ပုံရောက်ရှိတယ်ဆရာဝန်ကတော့ကလေးတွေကအဲဒီကလေးကစပြီးတော့ဆရာမကြီးကစောင့်ရှောက်ပြန်လေဆိုရင်2019 2020အဲဒီတော့ရှေ့ရ အဲ့ဒီကပြီးရင်2021 2021 2021အဲ့ဒီကပြီးရင်2024 2025တုံးတင်ဒီကရိုးရိုးကုံလုံးဝတ်ထားတဲ့အထဲမှာတော့သာသမီတွေအထဲမှာ B တွေက9ယောက်ရှိတယ်နောက်တစ်ခါဟိုတူနာပြုတ်က2ယောက်ရှိတယ် engineer 1ယောက်ရှိတယ်အဲ့ဒီရခိုင်ဥမာနေခဲ့တော့2015ကနေပြီးတော့2019အထိကျမှ ငါးနှစ်တည်တည်စီရနာညချောင်းဖွင့်ခဲ့တာပါဟုတ်ကဲ့အဲ့တော့လေခလေးတွေပတ်စံတရားမှမပေးရဘူးအဲ့ဒါလေညီမလေးရဲ့ပုံဝင်နေလေးပြောရင်အမကရခိုင်ပြည်ကိုကိုယ့်ရဲ့ဟိုလူမျိုးတွေစိတ်ကူးဖို့သွားခြင်းတော့ကျွန်မမှာရှိတဲ့တိုက်ခန်းတိုက်ကိုရောင်းနေကလောကတိုက်ကိုရောင်းတော့350ပိုက်ပြီးတော့သွားတာသွားပြီးတော့ကျွန်မလှုပ်လှုပ်တဲ့အခါကျအမျိုးသမီးရာလေးကြီးနေတော့ကျွန်မကအဲ့ဒီ2015ခုမှာရခိုင်ပြည်နယ်တပြည်နယ်လုံးတွဲအမျိုးသမီးစွမ်းဆောင်ရှင်စုပေးရတယ် ပြီးတဲ့ခါကျတော့ဆရာမကြီးကိုကျန်တဲ့စုတွေပြီးတော့ကျွန်မမင်းဘူးကျွန်မညာချောင်းပဲဖွင့်နေတယ်အဲ့ဒါခွင့်ပြုဆိုတာအဲ့ဒါခွင့်ပြုလိုက်တာအဲ့ဒါနဲ့အခမဲ့ဘုချုံမောင်မောင်လက်ထက်မှာပေါ့ကျွန်မခွင့်ခဲ့တာသင်ပေးတဲ့ဆရာတွေကလည်းပတ်စံညာမှမပြူအားလုံးအဲ့ဒါမျိုးเนาะ ဟိုဘောဘရိတ်တာလည်းစိတ်ကူတယ်တိလာရှင်ကြောင်းလည်းစိတ်ကူတယ်နောက်က ABC ကမိဘမဲ့နေလည်းကူလက်လက်ရှိစိတ်ကူတာအခမဲ့ပဲဟုတ်နော်ပတ်ဆိုင်မယူရနဲ့စိတ်ကူတာ14နှစ်ရှိပြီအမားအဖွဲ့စည်းနဲ့လှုပ်တာလည်းမဟုတ်ဘူး foundation နဲ့လောက်တာလည်းမဟုတ်ဘူးတကောတော့ကိုကိုဟာကိုရှိရလေးညီလေးတွေဖာလေးဝယ်တာဘာသာနာပါတော့လေလူရဲဆိုသွားရောက်လိုက်ပြန်ပြီလူရဲဆိုသွားရောက်အခုပဲညီမလေးရဒါတော့ပီတိပေါအောင်ပြောတာပါ အခုခင်မာဒီဝင်ကြောင်းကြီးပြိုတယ်ကွယ်အဲ့ဒီကကြောင်းထိုင်ဆရာတော်ကြီးထိုင်နေတစ်ထပ်ကြောင်းကြီးပြိုကြပါဘူးပြိုကြသွားတော့ဒီဆရာတော်หนีဖို့အတွက်ရေးတကြီးပြိုတာတစ်ထပ်တိုက်ဆရာတော်หนีဖို့ဥစ္စာကြီးအော်အမကဒီဆရာတော်အမအတွက်ကျေးဇူးရှိတယ်ဆိုအမညံတင်းချင်းဆုံးဖြတ်ပြီးတော့ဆရာတော်หนีဖို့ဒီတစ်ထပ်ကြောင်းလေးဖောက်မယ်ဆိုရင်ဘလောက်လဲဆို3800 3800တော့မတက်နိုင်900လောက်ဆိုရမှာရရချင်ပါလေ ပုပ်ဝလီတွေကမြေဘက်ကိုရောင်းရောကြီးဆရာတော်ကြောင်းဆောင်ပေးပါပါအခုလေမိဘတွေပတ်စံမတက်နိုင်ဘူးွယ်ရှင်မပြူနိုင်ဘူးွယ်အဲ့ကလေးတွေရှင်ပြူပေးလာတာရှင်ပေါင်း250ရှိတယ်เนาะတီလာရှင်အပားတရားရှိနောက်တစ်ခုကဆရာမကြီးတို့ဟိုဆက်ပါလူရီယာအလုံးဗုဒ္ဓဘာသာဆိုတော့အမဆင်းတုတော့เนาะပန်းပေါင်းဖျားလေးတွေတူတာ340နဲ့50နဲ့နှစ်စုရှိပြီเนาะအဲ့ဒါကြီးအကုန်လုံးထားတယ်ပေါ့เนาะနောက်ပြီးတော့ခုနလူတော့ အမရဲ့သဘောကွာဒီခုနချွတ်တဲ့ကလေးတွေကိုတတ်နိုင်ဆုံးလုပ်ပြီးရဲဆိုတာလေဒီကလေးတွေရဲ့ဘဝဟိုအရန်ချစ်ဖို့ကောင်းတာဒီကျမသားလေးစနေနေ့တိုင်းကျမစီဖုန်ဆက်ရတယ်ကျမကသူတို့ကိုဖုန်ဆက်တယ်သူတို့မှဆက်ကဲပါရှိတယ်အဲ့လိုမျိုးလုပ်တယ်လုပ်ပြီးတော့ကလေးတွေကကျမကိုဟိုင်စနေနေ့ဖုန်ဆက်တိုင်းတတော်ရတယ်ဘတော်တယ်ဆိုတာဂျန်နာနဲ့မဟုတ်ဘူးเนาะကြီးကြီးရေเนาะသားတို့ဒီကာယကံဝစီကံမနောကံနဲ့ပြစ်မှားကံသားတို့သမီးတို့ခွင့်လွတ်ပါဆိုတာအဲ့ဒါတတော်တယ် ဒါကျမသားသမီးတွေကျမပြောရဲငါတက်က80ကျော်ပြီနင်တို့ဆရာဝန်ဖြစ်လာမှငါ့ကိုပြုစုဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့သားတို့သမီးတို့အခုကရန်ជីကြီးကိုကတော့တလောက်တထောင်နော်အာជីကြီးကိုကတော့ဆိုတော့သူတို့တလောက်တထောင်ပြီးတယ်အဲ့ပြီးတယ်မဟုတ်ဘူးသူတို့ကုသိုလ်ရအောင်အမရဲ့ပင်စင်နဲ့ဖန်လေးလှုပ်ထားတာပြန်ထည့်အဲ့တခုနောက်တစ်ခုကဘာလဲဆိုသူတို့ငါ့ကိုကျေးဇူးဆက်ခိုင်းနေပါလဲဆိုတော့ ကြီးတရပြူကြီးနော်သားသမီးမရှိဘူးရှင်ပြုဖို့မရှိအဲ့တော့သားတို့သမီးတို့ကြီးကြီးကိုတကယ်ချင်းရှင်ပြုပေးစမ်းကျမသားရဲ့ရှင်ပြုပေးမယ်နော်အဲ့ဒီရှင်ကအကုန်လုံး90နဲ့လီပါအလိုတော်ပြည့်ကြောင်းမှပဲပြုမှာပါအမှန်ကဒီနှစ်မှာပြုဖို့ကအချိန်ကြီးတော့မပြုလိုက်နိုင်ဘူး2026တည်င်းကျွတ်ကြရင်သားရီ94ရောက်ကိုရှင်94ပါပြုပေးမှာအမရဲ့လုပ်တဲ့ပရာဟိတာကတော့အမအနေနဲ့ကပရာဟိတာလို့ပြောမှထား ုတ်ခံရချက်ကလေငါလုတ်ပြီးမယ်ငါတတ်မှန်ကြောက်ခဲ့ပြီးမယ်เนาะဘသူ့ဘုံမှာဒုက္ခမရောက်စေခြင်းသမီးရယ်ပါလဲဆိုရင်ပရာဟိတာလူကငါ့ကိုပတ်စံဘလောက်ထည့်အောင်ပါ냐ပါ냐ဆိုရင်သူတွေကမျိုးမျိုးလေးတယောက်နဲ့တယောက်စိတ်သက်ခြင်းမတူဘူး။နောက်ကျမကပြောမခံနိုင်။တချို့တွေကရှိရလေပတ်စံလေးနည်းနည်းပေးပြီးတော့လုံနိုင်မှာပေါ့ငါတို့ပတ်စံပေးထားတာကိုဆိုပြီးတော့ပြောတဲ့ပြောလည်းမခံနိုင်ဘူးเนาะ။နောက်ပြီးတော့တချို့ကရှိရလေပတ်စံထည့်တာနည်းနည်းกว่าမလေးငါတို့ဘလောက်ထည့်ဆိုင်ရင်းစရာကြည့်မယ်ပါ냐။အဲ့လိုလေချစ်မခံဘူး။ အဲ့တော့ကျမအနေနဲ့ကကျမခံရင်ကျမနိုင်တယ်လို့လုပ်မယ်နော်ဘာလုံးမဆိုလေလူပြောက်ကိုကူညီလိုက်တယ်လှုပ်လိုက်တယ်ဆိုတော့လေသမီးရဲ့အဲ့ဒါကိုပရဟိတခေါ်တာပဲနော်မြတ်စွာဘုရားကိုယ်တိုင်ပြောထားတာပဲလေနော်ဘသူမဆိုနော်ကိုဂျိုးမဖက်သူများအတွက်လုပ်မယ်အနည်းနာခံပြီးတော့လုပ်မယ်ဆိုရင်အဲ့ဒါပရဟိတလေအဲ့ဒါပရဟိတစိတ်ပဲ